ငလျင်နဲ့ပတ်သက်ပြီးတော့လုံးဝမပေါ်ဆကြပါနဲ့နော်။ဟိုလာပိုင်းသို့မဟုတ်ဒီရက်ပိုင်းအတွင်းမှာပေါ့နော်။ငလျင်အကြီးအကျယ်လှုပ်ဖို့ရှိတယ်။အဲ့ဒါဘယ်မျိုးတွေလဲဆိုလေ။ရန်ကုန်ရဲ့မန္တလေးရဲ့နေပြည်တော်ရဲ့အဲ့ဒီမျိုးကြီးအဓိက၃မျိုးပါတယ်။ဒီ၆လအတွင်းမှာငလျင်ရဲ့ဒီအားတွေကဗမာစုနေလဲဆိုတောက်ကြမ်းဖြဲရွေးနဲ့ဒီပုဂိုးမှာစုနေတယ်လို့ပြောတယ်။7ကနေပြီးတော့7.5 ठी ပေါ့နော်ပြင်းနိုင်ကြီးရှိတယ်ဆိုပြီးတော့သူကကြေညာထားတယ်။ငလျင်ကိုစတင်ပြီးတော့ပြန်ပြီးတော့ဟိုတတိထားဖို့တော့ကြေညာထားပြီ။ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ရန်ကုန်မြို့အပါအဝင်ငလင်းစုံတွင်းပါဝင်တဲ့မြို့ကြီးတွေအနေနဲ့နောက်ထပ်ငလင်းကြီးတွေလှုပ်ခတ်နိုင်ကြောင်းငလင်းပညာရှင်စင်အောင်အောင်တက်ကသတိပေးလိုက်ပြီးနောက်ပိုင်းမန္တလေးမြို့မှာငလင်းသေးတွေစတိုက်လှုပ်ခတ်လာသည့်အတွက်ငလင်းပညာရှင်စင်အောင်အောင်တက်ရဲ့သတိပေးချက်နဲ့ပတ်သက်ပြီးအထူးအလေးထားကြိုတင်ပြင်ဆင်ဖို့လိုအပ်ကြောင်းပြောဆိုလာကြသည်မို့အဆုံးထိနာဆင်ဝေပန်တုံးသက်ပေးသွားကြပါအောင်ရှင်ပြောလေး ူတဲ့င်းနေပေါ့နော်ကိုစင်နန်းအောင်သက်ဆိုတဲ့အကောင့်ကနေပဲတင်နေရပါဘောနော်ငလင်းနဲ့ပတ်သက်ပြီးတော့လုံးဝမပေါ်ဆကြပါနဲ့နော်အခုလေမကြမီပေါ့နော်လာပိုင်းသို့မဟုတ်ဒီရက်ပိုင်းအတွင်းမှာပေါ့နော်ငလင်းအကြီးအကျယ်လှုပ်ဖို့ရှိတယ်တဲ့အဲ့ကိုကကြတော့ तू ကလေဒီတဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီးတော့ तू ကဒီသုံးသက်ချက်တွေပေါ့နော်အဲ့လိုအများရန်အမြဲတမ်းသူကငလျင်ပဲချိန်မှလှုပ်မှာပါညာအဲ့လိုအဲ့လိုမျိုးလေးတွေတင်ပေးတတ်တယ်ဒါမှသူတင်တာတွေတော်တော်များလည်းမှန်နေသေးလားအခုသူကဘာပြောထားလဲဆိုတော့လေ အခုပြီးခဲ့တဲ့ကျမတို့ဒီ match လာ28ရက်နေ့ကလှုပ်သွားတယ်ငလျင်ကဒါဒီငလျင်အကြီးလှုပ်မဲ့ဟာရဲ့ဒါအရန်ငလျင်ပေါ့နော်အဲ့ဒါကြီးကလှုပ်သွားပြီးတော့သူ့မှာနောက်ဆက်တွဲငလျင်အကြီးကျမတို့အဲ့ဒါနဲ့ပတ်သက်ပြီးတိတ်နာရတော့မလဲသူတူကတော့ဒီဒီသူ့ရဲ့အကောင့်မှာထေချာရှင်းပြထားတယ်အဲ့ဒီငလျင်အကြီးရဲ့သူ့ရဲ့ဖီအားနောက်ဆက်တွဲရအကြီးတစ်ခုခြံသေးရတဲ့အဲ့ဒါကြီးကကျမတို့အခုမကြမီကာလာအတွဲမှာလှုပ်လှုပ်မယ်လို့ပြောတယ်ပေါ့နော်အဲ့လိုမျိုးလှုပ်မယ်မြို့ကြီးတွေကလည်းအဓိကကြောက်ဖို့ကောင်းတဲ့မြို့တွေပေါ့နော်ကျမတို့နေတဲ့မြို့တွေလည်းပါတယ် အဲ့ဒါဘယ်မျိုးတွေလဲဆိုလေရန်ကုန်ရမန္တလေးရဲ့နေပြည်တော်ရဲ့အဲ့ဒီမျိုးကြီးအဓိက၃မျိုးပါတယ်ပြီးတော့တခြားမျိုးတွေကဘာတွေပါလဲဆိုလို့ရှိရင်လေရန်ကုန်ရဲ့ပဲခူးရဲ့ပြီးတော့မန္တလေးပြင်ဦးလွင်နေပြည်တော်ကြောက်စဲပြင်ပြင်မနာ ပြင်တောင်ကြီးမြက်သားတို့လေဝမ်းတွင်တာစီရမဲတဲ့ပြီးရင်အဲ့လာရှိုးဘတ်တို့တိန်နီတို့ကုတ်ခိုင်တို့မူဆယ်တို့လည်းပါတယ်တိလားပြီးတော့ချင်းပြည်နယ်ဘတ်တွေလည်းပါတယ်စကိုင်းတိုင်းအထက်ပိုင်းတွေလည်းပါတယ်ပြီးတော့ အဓိကမြို့ကြီးကိုပြောချင်တာကတော့ကျမတို့ဒီအဆောက်အဦတွေအများကြီးအထက်အထက်တွေရှိပြီးတော့လူနေထူထပ်တာကတော့ဒီရန်ကုန်မင်းလေးနေပြီးတော့တောင်ကြီးပေါ့နော်အဲ့ဘက်မှာရှိတဲ့မြို့မှာနေတဲ့လူတွေတော်တော်များများတော့လေတတိထားပြီးတော့နေကြပါပြီးတော့ကိုယ့်ကိုယ်စိတ်မချဘူးအဲ့ဒီ site တင်းနေနော်အဲ့လိုမျိုးပေါ့နော်ခလေးတငယ်တွေနဲ့နေရတယ်တိုက်တွေကလည်းအမြင့်နေနေနေရတယ်ဆိုလို့ရှိရင် ဒီရက်တွေထဲမှာဘာလုပ်ဖို့လိုအပ်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီအဆောက်အဦပေါ့နော်ဒီသက်ဆိုင်ရာအင်ဂျင်နီယာတွေပေါ့နော်ဒီကျွမ်းကျင်တဲ့အင်ဂျင်နီယာတွေနဲ့ခေါ်ပြီးတော့ဒီမြေငလျင်တန်ကိုပေါ့နော်ခန္ဓာရည်ရှိမရှိဒီလိုမျိုးအဲ့ဒါကိုခေါ်ပြီးတော့စစ်ပါစစ်ပြီးသွားတဲ့အခါကျလို့ရှိရင်ကိုယ်မှာအဲ့လိုမျိုးခိုင်ခန့်နေဆိုလို့ရှိရင်လည်းဘလိုမျိုးဆက်ပြီးတော့နေမလဲပေါ့နော်ပြီးတော့ဒီဆေးဝါးတွေအစားအသောက်တွေတာရှိခံအဲ့လိုမျိုးစားလို့တောက်လို့ရမယ့်ပစ္စည်းတွေပေါ့နော်ပြီးတော့လက်နှိပ်ထမ်းမီးတို့ဘာလို့အဲ့ဒါတွေလည်းအစင်သက်ဆောင်ထားကျမတို့ရေဘေးတုံးအလိုမျိုးပေါ့နော်ပြီးရင်အရေးကြီးစားရဲစားရမ်းတွေကို ကြောပေါ်အိတ်တဲအိတ်ထဲကိုထည့်ထားပါတော့ကျမတို့ဆိုခလေးရှိရလို့ဆိုပို့ဆိုးတယ်အခုဆိုအဲ့တဲ့ရင်ကိုဖတ်ပြီးရောလေအဲ့လိုလည်းမရအောင်ရှင်နေလဲတုံပြီးရောလေအဲ့လိုဖြစ်တယ်ပြီးတော့ရန်ကုန်မြို့ထဲမှာမှတော့မှပဲအရေးကြီးတဲ့မြို့ဆိုလို့ရှင်ဘာပါလဲဆိုတော့ဒီအရှိပိုင်းခရိုင်အရှိတကုံစိတ်ကမ်းမြို့တွေပေါ့နော်တကုံစိတ်ကမ်းမြို့တွေပါတယ်ပြီးတော့ဒီတောင်ဟုတ်ကလာတို့တင်ကန်းကျွန်းတို့ပါတယ်ပြီးတော့ဒီလိုင်းတရားနဲ့အင်းစိန်မျိုးလည်းပါတယ်ရှင်။သူကကြတော့မြေပြော့ဖြစ်နေလို့ပေါ့နော်။အဲ့တော့ဘလူရောင်ဆက်လို့ရမှန်းတော့မသိတော့ဘူး။အရန်ကြောက်တယ်ဒါကြီးကလည်းမဖြစ်ဘူးလို့လည်းပြောလို့ရတာအောင်။ လည်းမဟုတ်ဘူးပေါ့နော်ဒါမှဒါလည်းလေဟုတ်တယ်ပြန်နော်ဘာလို့ဆိုမဖြစ်နိုင်ပါဘူးလို့လည်းတွေးလို့မရအောင်သတိဆိုတာပိုတယ်လို့မရှိဘူးပေါ့နော်အရာတိုင်းကဖြစ်နိုင်တာဖြစ်တဲ့အတွက်ကိုယ့်ဘက်ကသတိနဲ့နေတာကောင်းတာခလေးတွေနဲ့နေတာဖြစ်တဲ့အတွက်ကိုကအမြဲတမ်းသတိထားပြီးနေပါကိုယ့်ဘက်ကအကာအကွယ်ဖြစ်မဲ့ဟာပေါ့နော်မျိုးလေးကိုအမြဲတမ်းစဉ်းစားပြီးတော့ဘယ်လိုမျိုးလေးနေရမလဲဆိုတော့ကြိုတင်ပြီးတော့သတိထားတာကောင်းတယ်ကျွန်မဆိုအဲ့သတိဖတ်ပြီးဘယ်လိုတော့ဖြစ်တာမလဲအဲ့အဲ့လိုတော့မရတော့အခုဆိုညဆက်နဲ့ထိုးတော့မယ်အဲ့လိုဆိုလေကိုကျူတင်ကပဲပြင်ဆင်သင့်နေကြနော်အခုပြောတဲ့မြို့နယ်တွေမှာပါတဲ့လူတွေဆိုလို့ရှိရင်လဲ ။သလင်ခံမှန်းသတင်းတွေကိုအမြဲတမ်းတင်ပေးနေတဲ့ဟိုစင်းနောင်နောင်တက်ဆိုတဲ့ Facebook အကောင့်ပိုင်ရှင်ကမနေညကပေါ့နော်15ရက်နေ့ညကသူက post တခုတင်လိုက်တယ်။အာဒီငလင်နဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့ငလင်ဖြစ်လာနိုင်ခြေရှိတယ်ပေါ့နော်။ကျင်းသေးဖြစ်မယ်လို့တော့သူကမပြောဘူးနော်။ဖြစ်လာနိုင်ခြေရှိတယ်လို့သူကခံမှန်းတဲ့သတင်းတက်လာတယ်။သတိဆိုတော့ပိုတယ်လို့တော့မရှိဘူးပေါ့နော်။ဒါပေမဲ့အရေးကြီးတာကတကယ်ကိုအန်ရဲဇုံထဲရောက်နေတာရန်ကုန်မြို့ဖြစ်နေတာပေါ့နော်။ရန်ကုန်မြို့ဖြစ်နေတယ်။အဲရန်ကုန်မြို့တော်မှာပဲသူကအပိုင်းလေးတွေထပ်ပြီးခွဲထားသေးတယ်။အရှေ့ပိုင်းဆိုရင်တောင်အုပ်ကလာတင်ငန်းကျွန်းအဲအဲ့ဒါတွေကပြည့်ယူကျွန်းနဲ့ပိုနီးတယ်ပေါ့နော်။ အာရန်ကုန်မြို့လည်းကောင်ရဲ့အနောက်ပိုင်းဆိုလှိုင်းသားရအင်းစိမ်အဲ့ဒါဆိုရင်လည်းမြေနုံးတင်မြေနုအပေါ်ထူတက်လို့ပေါ့နော်ဒါတွေကလည်းအန်ဒီရယ်တွေတော်တော်ကြီးကိုနီးစက်တယ်ဆိုပြီးတော့ပြောတယ်တခြားအတခြားနယ်တွေဆိုလည်းပါတယ်စကိုင်းတို့ဘာတို့ကတော့ဒါစကိုင်းပြည်ကြီးကျုံနဲ့ပတ်သက်ပြီးတော့ဆက်ဆက်ပြီးတော့ပေါ့နော် ပြီးတော့ရှမ်းပြည်နယ်ဆိုလည်းရက်ဆောက်ဟိုပုံတောင်ကြီးအဲအဲညောင်ရွှေအဲ့လိုမျိုးဒေသတွေပါတယ်ပေါ့နော်ကျွန်မအဲ့ဒီသတင်းတွေတက်လာရင်လေရင်းနေပူတယ်သိလားဘာဖြစ်လို့ဆိုကိုဆိုရင်လည်းရန်ကုန်မှာနေတဲ့သူပြီးတော့လည်းရန်ကုန် ျိုးလည်းကောင်းနဲ့အနီးဆုံးမျိုးနဲ့ပြီးတော့လည်းမြစ်နဲ့လည်းအရန်နီးတဲ့နေရာမှာနေတဲ့အတွက်သားရသတိရတော့ပို့တယ်လို့တော့မရှိဘူးပေါ့နော်အကုန်လုံးလည်းသတိထားစေချင်တာရန်ကုန်မြို့ကနည်းနည်းအန်ဒီရအန်ဒီရကြီးတဲ့ဇုံထဲမှာပါတယ်ဆိုပြီးသတိထားတာဖြစ်တယ်တဲ့ဖြစ်လာသည်ဖြစ်စေမဖြစ်လာသည်ဖြစ်စေဒီငငင်းငလင်ရလေပို့ပြီးတော့သတိထားဖို့တော့လိုတယ်ဆိုတာလေးဒါကျမကအတူလေးလာပြောပြတာပေါ့ကျွန်တော်တော့ Facebook မှာအကုန်လုံးတင်နေကြတဲ့အတွက်ဝင်ကြည့်လိုက်ကြပါနော် သတိထားကိုလိုရမယ့်ဟာတွေလောက်ထားခလေးတငယ်တွေနဲ့ဆိုလို့ရှင်လဲဘာတွေလိုအပ်လဲဘာတွေဝင်ဖြစ်လဲဆိုတာကြိုးပြီးတော့တွေးတာပေါ့နော်အဲ့ဒါလေးပြောချင်တာပါအားလုံးပဲမင်္ဂလာပါအာမနေ့ကဒါလေးနားထောင်ကြည့်ကြနော်ပေါ့နော်ဘာလဲဆိုတော့ငလင်းနဲ့ဆိုင်တဲ့တည်င်းတက်လာတာဖြစ်ပါတယ် အငလင်းနဲ့ပတ်သက်ပြီးတော့ဒနာကဘသူတွေကိုလိုက်ပြီးတော့ကြည်လဲဆိုလို့ရှိရင်ကိုစင်အောင်အောင်တက်ကိုကြည်တယ်ပြီးပြီဆိုလို့ရှိရင် Cherry Me ရဆရာတယောက်ကိုကြည်တယ်အပြီးပြီဆိုလို့ရှိရင် AI Info လို့ခေါ်တဲ့ page ပေါ့နော်အဲ့ဒီ page ကိုနှာကြည်ရယ်မိုးလေဝသနဲ့ပတ်သက်တဲ့ဆိုလို့ရှိရင်ဆရာဝင်းနိုင်ရဲ့ page ကိုကြည်ရယ်ပေါ့အရင်တော့ကတော့ဟိုစုစုဆိုင် page ကရှိတယ်အခုကစုစုဆိုင်ဆရာကကွယ်လွန်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာဝင်းနိုင်ရဲ့ page ကိုကြည်ရယ်ပေါ့ကြည့်တဲ့အခါကျတော့ အာဒီလေးကိုဝေဒနာအားထားပြီးရကြည်တာကြည်တဲ့အခါကျတော့ကိုစနန်အောင်တက်ကိုစနန်အောင်တက်ရဲ့ AI info ရဲ့အာ AI info ရဲ့ကဘာတင်လိုက်လဲဆိုတဲ့အခါကျတော့ဒီငလင်ပေါ့နော်ကျွန်တော်တို့ဒီစကိုင်းပြည့်ရွေးရနေပြီးတော့ဖီအားအများကြီးဖိချပြီးတော့မှထွက်သွားလိုက်တဲ့အင်အားတွေပေါ့ဒီငလင်လှုပ်လိုက်တဲ့အင်အားတွေကဘယ်လိုထွက်သွားရလဲဆိုတော့အာဒီရှမ်းရှမ်းပြည်ဘက်ရှိတဲ့တောက်ကျမ်းပြည့်ရွေး ကြောက်ကြမ်းပြက်ရွေးနဲ့ပကိုးပြက်ရွေးဘက်ကိုရောက်သွားတယ်ပေါ့နော်အခုအားရနေရဒီ6လအတွင်းမှာငလင်ရဲ့ဒီအားတွေကဘာမှစုနေလဲဆိုကြောက်ကြမ်းပြက်ရွေးနဲ့ဒီပကိုးမှာစုနေတယ်လို့ပြောတယ်စုနေတာဖြစ်တဲ့အတွက်အခုနောက်ပိုင်းဒီပကိုးနဲ့ဒီကြောက်ကြမ်းပြက်ရွေးဘက်မှာလည်းငလင်သေးသေးလေးတွေတသေးလေးတွေကစတိုက်စတိုက်လှုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါငလင်ကြီးလာနိုင်ကြီးရှိတယ်ပေါ့ အကယ်၍မြန်မလင်ကြီးလာနိုင်ခြင်းရှိတဲ့အခါကြလို့ရှင်ဘလောက်မဂနီကျူတီပြင်းမလဲဆိုလို့ရှင်7ကနေပြီးတော့7.5 ठी ပေါ့နော်ပြင်းနိုင်ခြင်းရှိတယ်ဆိုပြီးတော့သူကညင်ညာထားတယ်ဒါပေမဲ့အဲ့ဒါကြီးကနာမဲလို့တေဝင်ပြောတာလည်းမဟုတ်ဘူးငလင်းဆိုတာမျိုးကိုဘယ်သူမှလည်းခံမလို့မရဘူးဒါပေမဲ့ဘူမိဗေဒရာတော့ဒီငလင်းရဲ့ဒီအားတွေကပေါ့နော်ဒီအားတွေက force တွေကဘယ်မှာသွားပြီးစုနေတယ်ဘလောက်ရောက်နေတယ်ဆိုတာကိုတော့ကြည့်လို့ရတယ်တဲ့သူကရှင်းပြထားတာပေါ့နော်ကြည့်လို့ရတာဖြစ်တဲ့အတွက်အခုဒီအားတွေကဒီ ကြောက်ကြမ်းဘက်နဲ့ဘကိုးဘက်ကိုစုနေတယ်။အဲ့တော့အထူးဒေတာစုံအနေနဲ့ဟာဘယ်သူရဲ့ view ဆိုက်ရမလဲဆိုလို့ရှင်ရန်ကုန်မှာနေတဲ့လူတွေ၊ပဲခူးမှာနေတဲ့လူတွေ၊တောင်ကြီးဘက်တွေပြီးပြီဆိုလို့ရှင်အာဒီမြေမျိုးဘက်တွေပေါ့နော်သူတို့တွေဒီကြောက်ကြမ်းဘက်မှာကြောက်ကြမ်းလို့ဘကိုးတို့ကိုဖိနှုတ်ထိုင်ထားတဲ့မြို့နယ်တွေကဒါအထူး view ပြုရမယ်လို့ဆိုလိုတယ်။အဲ့တော့ဟွာဗလဲဒါဒါနာအမြဲတမ်းပြောတဲ့အတိုင်းပဲပေါ့နော်မင်းကဆရာကြီးလားငါကဆရာကြီးလားမင်းကဘာတိလို့ပြောရလဲငလင်းရောဘယ်တော့ဘသူကခံမနိုင်လို့လဲဆိုတော့ ခံမလို့မရပါဘူးမှန်ပါတယ်ဂျပန်လည်းခံမလို့မရဘူး NASA လည်းခံမလို့မရဘူးဘယ်သူမှခံမလို့မရဘူးဒါပေမဲ့သူ့ရဲ့အင်အားတွေကဘာမှစုနေလဲဆိုတော့ခံမလို့ရတယ်ခံမလို့ရတာဖြစ်တဲ့အတွက်ဖြစ်လာနိုင်ခြေရှိတယ်လို့ဟိုပြောတဲ့ပညာရှင်တွေကပြောနေပြီပေါ့နော်သုံးသပ်နေပြီ အဲ့တော့ကိုကနဲ့ကိုဟိုကြောက်စိတ်နဲ့နေတာမဟုတ်ဘဲနဲ့ဟိုတတိလေးကပ်ပြီးတော့နေဖို့တော့ကိုနာပြန်ပြီး share လုပ်ပေးခြင်းပါတယ်။ဟာငလင်းကြီးကလာတော့มาတယ်ဆိုတော့ site ကိုမျိုးဝင်းမနေပါနဲ့။တကယ်လို့မြင်လှုပ်ခဲ့တယ်ဟေးဆိုလို့ရှိရင်ကိုရဲ့ဒီအဆောက်အုံထဲမှာဟိုဒီမန္တလေးမှာဖြစ်ခဲ့တယ်လို့ပေါ့နော်။ကိုရဲ့အဆောက်အုံထဲမှာခေါင်းကြီးငုံပြီးတော့ဝှက်ချပြီးတော့နေလိုက်တာတည်းစားလို့ရှိရင်လွေရကျွရကိုဒါကကို ပြေးပါပြီးပြီဆိုလို့ရှိရင်ကိုပြေးထွက်လိုက်တဲ့နေရာဒီအဆောက်အဦမြန်ပြိုလာခဲ့တယ်ဆိုလို့ရှိရင်ဒီအဆောက်အဦရဲ့ဒီအရှိကိုငိုက်ပြီးတော့ပြိုမလားပြိုရင်ကိုကအဆောက်အဦပြင်ဘက်တော့ထွက်ထားပါရဲ့ဒါပေမဲ့ဒီအဆောက်အဦကငိုက်ပြီးပြိုလာတဲ့အခါကျတော့ကို့ပေါ်ပြီးပြီအသက်ဆုံးရှုံးသွားနိုင်တယ်ပြီးရင်တပင်ကြီးရှိတဲ့နေရာတွေဓာတ်တိုင်ရှိတဲ့နေရာတွေအာတခြားအဆောက်အဦဘက်ကနေပြီးတော့ပြိုကျလာနိုင်တဲ့အရာတွေရှိတဲ့နေရာပြေးထွက်ခဲ့ရင်ပေါ့နော်အိမ်အိမ်ရဲ့အပြင်ဘက်ကိုပြေးထွက်ခဲ့တယ်ဆိုလို့ရှိရင်တခြားပြိုကျပျက်စီးပြီးတော့လူပေါ်ထိနိုင်တဲ့အရာတွေဆိုလို့ရှိရင်ဝေးဝေးကနေဟိုရှောင်လဲရှောင်အဲ့ဒါတွေကိုလည်းကြည့်လို့ပြောချင်တာပေါ့ နော်အိမ်ထဲကနေထွက်လိုက်လို့ငါကတော့အိမ်ပြိုလဲလွတ်ပြီးလို့တော့မထင်နဲ့အဲ့ခါကြလို့ရှိရင်တခြားဘေးကနေပြီးတော့အစာအုပ်အမြင့်ကြီးရဒီဘက်ကိုရိမ့်လာတာမျိုးဒီအစာအုပ်ကြီးကကိုပြေးထွက်လာခဲ့တဲ့အစာအုပ်ကြီးကကိုဘက်ကိုရိမ့်ပြီးတော့မှပြိုကျတာမျိုးတွေဖြစ်လာနိုင်တယ်နော်အဲ့တော့ဟိုပြေးတဲ့ခါကြလို့ရှိရင်တတိအထူးတတိထားဖို့နဲ့ထိုင်မနေဖို့နဲ့ဘေးပတ်ဝန်းကျင်ကြည့်ပြီးမှရှောင်ဖို့ဒါနာကအာပြောကြလို့ရတယ်နောက်တစ်ခုကကြတော့ တကယ်လို့လုံးဝမပြေးနိုင်ခဲ့တော့ဘူးဆိုလို့ရှိရင်တော့ခင်ဗျားတို့ဒီဟိုဟာပေါ့နော်ဆောင်းတို့ခေါင်းတို့မှုရလို့ရှိရဆိုရှင်ဆောင်းတို့ခေါင်းတို့မှုရတို့ဒီကိုယ့်ရဲ့ဒီခေါင်းပေါ်ကိုတင်ပြီးတော့มาပေါ့နော်နေဖို့ဒါအဲ့ကြတော့အထက်မြင့်သမားတွေပေါ့ပြေးလို့အဆင်မပြေတော့ဘူးဟဲ့ဆိုလို့ရှိရင်အထက်မြင့်သမားတွေကအဲ့လိုမျိုးလေးအရှောင်ရှားကြဖို့တနာကတော့ဟိုကြောက်ကြလို့ရဲပေါ့နော်အာပြီးတဲ့ခါကျတော့ဟုတ်ပြီဆွမ်းနာပြောသွားတာဆရာလေးရောက်ကိုတနက်ကြည့်ရလို့ပြောရပါတော့ဆရာနှစ်ယောက်ကအဲ့လိုမျိုးရေးလိုက်တယ် ရေးလိုက်တဲ့ဆိုတော့တယောက်က AI info ကပြောလဲဆိုတော့နှစ်လအတွင်းတော့ဒီကိစ္စရဲ့ကြီးကဖြစ်လာနိုင်ကြီးရှိတယ်ပေါ့ဒါပေမဲ့နောက်တယောက်ကကြတော့ဘယ်ချိန်ဖြစ်မလဲတော့မသိဘူးဒါပေမဲ့အိုင်းနေစုနေပြီဆိုတဲ့အကြောင်းပြောတယ်သူတို့ကဟိုမိဘပြည်သူတွေကိုဟိုအတန်းရှင်ရအောင်ပြောရလဲမဟုတ်ဘူးချင်းချောက်တာလည်းမဟုတ်ဘူးကြိုတင်ပြင်ဆင်ထားကြဖို့ပဲသူက announce တော့တာကြေညာနေတာပေါ့နော် ဟိုဘာနဲ့တူလဲဆိုလို့ရှိရင်နှွေရာသီရောက်လာတာဖြစ်တဲ့အတွက်မိသက်သမားတွေကဒါအော်အော်ဆွဲပြီးရက်ကွက်ထဲမှာလေမိဘဲကိုမလုံကြပါညာလုံကြပါဆိုပြီးအလန်းပေးတဲ့ပုံစံမျိုးပဲဒီလားအလန်းပေးတဲ့ပုံစံမျိုးပြောတာဖြစ်တဲ့အတွက်ဒါအိုက်ဆိုးရင်ကြလည်းမရှိဘူးဒါအိုက်ကြောက်စရာလည်းမရှိဘူးဒါပေမဲ့ဖြစ်လာခဲ့တယ်ဆိုလို့ရှိရင်တော့မန္တလေးလိုဖြစ်မှာဆိုလို့ခေါင်းကြီးငုံပြီးတော့နေပြီးတော့အကြီးထဲမှာထွက်မပြေးဘဲနဲ့နေကြမှာဆိုလို့ဒါဗဟုသုတတွေကိုပြန်ပြီးတော့ share share လောက်တာပေါ့နော် share လောက်ခြင်းဖြစ်ပါတယ်နောက်တစ်ဆရာတယောက်ကတော့ ချယ်ရီမီယာဆရာကတော့အာသူကတော့ဖြစ်မလာနိုင်ဘူးလို့တော့ပြောတယ်ဒါပေမဲ့ ဟိုငလင်ကျော်မှာငလင်ကျော်က active ဖြစ်နေသေးတာဖြစ်တဲ့အတွက်တတိနဲ့နေကြဖို့တော့သူကလည်းပြောထားတယ်ပေါ့မိုးလေဝသပိုင်းမှာအာခမန်းနဲ့ဆရာဝင်းနိုင်ကလည်းဒီကိုစင်တော်တော်တက်ခမန်းထားတဲ့ဒီငလင်ပို့စီရဲ့အောက်မှာသူကလည်းဟုတ်ပါတယ်မှန်ပါတယ်ငလင်အားတွေကစုနေတယ်ဆိုတဲ့အကြောင်းသူကလည်းလာပြီးဆွေးနွေးထားတာလေးတွေ့ရတယ်အဲ့ဒါဆိုတော့အပေါ်ပိုင်းပညာရှင်တွေကတော့သူတို့လောက်တတ်တဲ့ဟာကိုတော့သူတို့ကတော့ဂျင်ညာပြီးသွားပြီးကိုဘက်ကပဲပြင်ဆင်ထားဖို့ပဲလိုတော့တာအကယ်၍မြန်ဖြစ်လာခဲ့ရင်ဟုတ်တယ်ပြန်နော်ကြောင်မနေဘဲနဲ့ ဟိုပြေးနိုင်ချေရအောင်လို့ပေါ့နော်ဒါနားလည်းထပ်ဆင်ပြီး share လုပ်တာဖြစ်ပါတယ်အဲနောက်တစ်ခေါက်မြန်ဖြစ်ခဲ့ရင်အသက်ကယ်တွေအနေနဲ့ဘယ်လိုကယ်တင်ကြမလဲဟိုဒီလိုမျိုးကြီးဖြစ်ခဲ့ရင်ငါတို့မန္တလေးမှာတွေ့ကြုံခဲ့ရတာဖြစ်တဲ့အတွက်နောက်နောက်တစ်နေရာမှာများအဲ့လိုမျိုးကြီးဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ငါတို့ဘယ်လိုကယ်တင်ရမလဲဘယ်လိုထပ်ပြေးရမလဲဘယ်လိုလုံခြုံအောင်လုပ်ရမလဲဆိုတဲ့ဟာကိုဒါသူကသင်ခန်းစာယူပြီးတော့မှပြင်ဆင်ကြဖို့သူကပြောတာပဲဖြစ်ပါတယ်အဲ့တော့တအားကြီးလည်းမစိုးရိမ်နဲ့တအားကြီးလည်းမကြောက်နဲ့ဖြစ်လာခဲ့ရင်လည်းငုံငုံငိုင်းနဲ့မနေနဲ့ကျွန်တော်တို့ပြောထားတဲ့အတိုင်းပဲအစာအုပ်ပြင်ဘက်ကိုထွက်မယ်ကိုယ့်ရဲ့လုံခြုံ ုံရမှာ safe ဖြစ်အောင်နေကြဖို့ပေါ့နောက်တစ်ခုအရေးကြီးဆုံးအချက်ကကြတော့အစာဦးလေအခုစောက်တဲ့အခါကိုကငလင်ကျော်ကြီးရလုံးဝ active ဖြစ်နေပြီဆိုလို့ရှိရင်ဟို budget ဈေးနဲ့တာကြီးကိုတအားကြီးမလိုက်ပါနဲ့ ငလင်အတွက်ပေါ့နော်ငလင်အတန်အသင့်ခံနိုင်တဲ့အစာအုပ်တွေစောက်လုပ်ဖို့လည်းတနာကအကြံပြုပါတယ်ငလင်အတန်အသင့်ခံနိုင်တဲ့အစာအုပ်နဲ့ရိုးရိုးအစာအုပ်နဲ့ကွာလားဆိုလို့ရှိရင်ကွာပါတယ်နော်အဲ့ဒီကြောင့်နောက်ပိုင်းမှာတနာ sharing sharing လုပ်ပေးမယ်ပေါ့နော်အခုကတော့ဒီလောက်ပါပဲရှင်အားလုံးပဲတတိပြန်ကြရမယ်ဘိုးတူတက်ရတယ်နော်ရောက်ရှိလာပါပြီဒါလဲဆိုတော့ငလင်ကိုပြန်ပြီးတော့ပြန်ပြီးတော့အဲတို့တတိထားဖို့အတွက်ညင်ညာထားပြီအဲ့အခုအရင်တစ်ခါလို့ပဲကိုကလက်လွတ်စပယ်နေလိုက်မယ်ဆိုရင်ကိုပဲမျက်စိတမိတ်တို့မှာအများကြီးပြန်လေးမှာဖြစ်သွားတာဆိုတော့ကိုကအများကြီးကိုမှကိုရှိမှဖြစ် ွားရင်မြင်နိုင်ရတာဆိုတော့အာအများကြီးဆုံးရှုံးမှုတွေလည်းဖြစ်တာဆိုတော့ဒါကိုပြောပြတာပေါ့နော်အားလုံးပဲသူတို့တတိထားရမယ်လို့ပြောလို့ရှိရင်တစ္ဆာတို့ကသွားလာစားတော့တတိလေးနဲ့သွားရမယ်ဒါ အန်ဒီရဆိုတာပိုးရလို့လည်းမရှိဘူးမဖြစ်ကမဖြစ်သွားခဲ့ရရှိတော့ကိစ္စမရှိဘူးလူတွေမိမျောတဲ့အချိန်မှာပဲငလင်းရလည်းဖြစ်တာအခုမိမျောနေပြီအားလုံးကတော်တော်လေးကိုမိမျောနေပြီတော်တော်ကြီးကိုမိမျောနေတာပါတင်စားလို့ဆိုရင်လေအတန်အမြင့်နေသွားတာမျိုးတို့အဲ့လိုမျိုးကြီးလေပျော်ပါနေပြီပေါ့နော်အဲ့ဆိုတော့ပြောချင်တာတတိလေးနဲ့ပြန်ပြီးတော့နေစားရမယ်ဆိုတာပေါ့အာပိုးရလို့လည်းမရှိဘူးဒီစက္ကန့်ပိုင်းလေးအတွင်းမှာအများကြီးဆုံးရှုံးမှုတွေဖြစ်ဖြစ်သွားခဲ့ပြီးပြီပေါ့နော်ဟုတ်ကဲ့မှာ sky sky villa လား အဲ့ကွန်ဒိုကြီးကိုပဲကြီးလိုက်ကွာအဲသူ့သူ့မှာဆိုလဲပဲတစားတို့ဒီဗမွားလူတွေဆိုအများကြီးဆုံးချုံသွားတယ်ရွှေကွားလူတွေဆိုလဲအများကြီးဆုံးချုံသွားတယ်ဆုံးချုံမှုတွေအများကြီးပဲပေါ့နော်အားလုံးတတိဝရီယာနဲ့ပြန်နေဖို့အတွက်စတင်ပြီးတော့အချက်တွေပေးနေပြီအဲ့တော့တစားတို့လည်းသတိရှိရတော့မယ်သွားတာလာတာစားတာတောက်တာကစားအာဘာပဲဖြစ်ဖြစ်ပေါ့နော်ငင်းနေစောကြောက်ရတယ်စက္ကန့်ပိုင်းတွေအများကြီးကိုမှဖြစ်သွားနိုင်တယ်ဆိုတော့လေနော်အဲ့တော့မမတို့လည်းအားလုံးသတိရှိကြပါမနေ့ကတတိယနေ့တစ်ခုတက်လိုက်တွေ့လိုက်တယ်အာမြင်ငလင်ပေါ့နော်စတင်ပြီးတော့လှုပ်ခတ်ဖို့အတွက်အာ ကြည်ရတဲ့ပုံစံသူအာယူနေပုံရပါတယ်ဒီရက်ပိုင်းနေရာကလေးကမလုံးဖြစ်တော့ဘူးအဲ့လိုတသစ်စစ်စစ်လေးလုတ်တယ်ဆိုရင်တော့ကိုဟာလုတ်တယ်တည်မလားမလုံးတော့လဲတမျိုးကြီးပေါ့စိတ်ထားမှာလေးနည်းနည်းမင်းညာလည်းလှုပ်တယ်လို့ပြောတစားတော့မတိလိုက်အဲ့ပြောသွားပါတော့အဲ့တော့အားလုံးပဲတတိရှိကြပါသွားတာလာတာစားတာတောက်တာဘာပဲဖြစ်ဖြစ်ပေါ့နော်အာဒါတတိပေးတာပါတစားအနေနဲ့လည်းတစားတို့ကတော့ ပတိပတိကတ်တယ်ပေါ့နော်အမြဲတမ်းငလင်အထက်မြင့်သွားတာအော်ငလင်ဖြစ်သွားနိုင်တယ်နော်ဒီနေရာလေးဆိုရင်ငါတို့မလာထင်တော့ဘူးအစားတစ်ပြင်းတချို့ချောအမြင်မှကြိုက်တဲ့လူတွေလည်းရှိရလေနော်အခု focus ကရန်ကုန်ဘက်ကိုလည်းအာဥတီတာဖြစ်တဲ့အတွက်ကြောင့်မအားလုံးသတိထားကြဘူးအတွက်ပြစားပြောချင်ပါတယ်အဲ့တော့ချစ်တဲ့အလုံးဝတတိချီးကြပါ